ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်။ပြန်ရသွားတဲ့ကိစ္စပေါ့နော်။အဲတော့ကြောင်မဲပြန်ရသွားတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီအစိုးရရဲ့ထုတ်ပြန်ချက်ရုပ်တံကိုကျွန်တော်ကြည့်ပါတယ်။ကြည့်တဲ့အချိန်မှာစစ်ကြောင်းတွေကတရွာပြီးတရွာကိုရှင်းတဲ့ပုံစံတွေကိုမျှားနေပေါ့ဒါရီရှင်ပြသွားတယ်။ပြန်ရနေပဲလို့သွားတယ်ခက်ခက်ခက်ခဲဒီကျွန်တော်တို့ဒီဒေါထဝတီမြစ်ကိုအကြောက်ကဘာတွေကူးကူးပြီးလို့ရှင်ဒီနောက်ပိန်တို့ဘာတို့တိုက်တိုက်ပြီးလို့ရှင်ဘေးပတ်လင်မှာရှိတဲ့ရွာတွေကိုလိုက်တိုက်တဲ့ပုံစံပေါ့အဲ့ဒီရွာတွေမှာ အခြေချထားတဲ့ဒီပလောင်တပုံတွေကိုလိုက်လံရှင်းလင်းတဲ့ပုံစံတွေကတကယ်မိုက်တယ်နော်တကယ်မိုက်တယ်အဲ့ဒီမြားတွေပဲထိုင်ကြည့်နေဒီရွာပြီးဟိုရွာဟိုရွာပြီးလို့ရှိရင်နောက်ထပ်တရွာအဲ့လိုမျိုးပေါ့တစင်းတစင်းတိုက်သွားတဲ့ပုံစံပေါ့အဲ့တော့ဒီကြောက်မဲနောက်ချိုလမ်းပိုင်းပေါ့ဒီကုတ်တွင်းလမ်းပိုင်းမှာဘေးပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေမှာအခြေချထားတဲ့ဒီပလောင်တပုံတွေကိုအကုန်လုံးစနစ်တကျရှင်းနိုင်ခဲ့တယ်အဲ့ဒါကကျွန်တော်ပြောနေကြစကားတိုင်းပဲစစ်တပ်ကစစ်တပ်လိုတိုက်သွားတာ ော်စစ်တပ်ကစစ်တပ်လိုတိုက်သွားတာကျွန်တော်မြင်ရတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ခက်ခဲမဲ့ထင်ခဲ့တဲ့ဒီစခန်းသာခန့်စစ်တို့ဘာလို့မှအေးစစ်စစ်နဲ့ကြော်ဖြတ်သွားခဲ့တယ်ကြောင်မဲမျိုးကိုရောက်ရှိသွားတယ်ဆိုပါစို့ကြောင်မဲမျိုးကိုရောက်သွားပြီးတက်မတော်ကမျိုးဝင်ဆိုင်ဘုတ်ကြီးမှာအလန်နေကြိုင်ပြီးတော့နိုင်ငံတော်လန်ကြိုင်ပြီးတော့တပုန်ရိုက်တယ်တက်လာတယ်ကြောင်မဲမျိုးကိုတက်မတော်မှာပြန်လဲထိန်းချုပ်ဆိုပြီးတော့အစိုးရတရင်မထုတ်ပြန်ခင်တည်းကတက်မတော်ထောက်ခံတဲ့ Telegram Channel တွေမှာတက်လာတက်လာတဲ့ခါကျတော့ ဓာတ်ပုံတော့အေးအေးရိုက်နေနိုင်ပြီလေအာကစားကွင်းနေဆေးရုံနေတရားသူကြီးရုံရှိပလောင်နေမီးရှို့သွားတဲ့မိသက်ရှိပုံတော့စသဖြင့်ဒီလိုနေရာတွေမှာဓာတ်ပုံရိုက်ပြီးတော့နော်အောင်မွေးခန့်အောင်မွေးခန့်လိုက်အဲ့ဒီအချိန်အထိရွှေပြည်မြေကခုခံနေစေနော်ရွှေပြည်မြေကရေးတယ်ပေါ့လူကြီးဦးကပြောတယ်ပေါ့လူကြီးဦးကခုချိန်ဒီသူတို့ခုခံနေစေဖြစ်ပါတယ်တိုက်ပွဲတွေရှိနေစေပဲအဲ့လိုပြောပါတယ် ဲ့တော့ဒီနေ့ထိဆုတ်သွားတဲ့အချိန်ထိတို့ကဘာပြောလဲဆိုတော့လူနဲ့လက်နက်ခဲရန်အင်အားမမျှလို့ခဏဆုတ်ပြလိုက်တာဟာလေခဏပါပဲနောက်ချိုတော့ကလည်းဒီလိုပဲပြောပါတယ်နော်နောင်ချူတော့ကလည်းသူတို့ခဏဆုတ်ပေးတယ်လို့ပဲပြောပါတယ်။ဒါမဲ့လည်းအခုချိန်ထိနောင်ချူမပြောနဲ့ကြောက်မဲရတော့သူတို့ပြန်ပြေးရတဲ့အချိန်ကြီးဖြစ်သွားခဲ့တယ်ပေါ့နော်။ကြောက်မဲမြို့ကိုတက်မတော်ကစတင်ဝင်ရောက်သွားရော။ဝင်ရောက်တဲ့ချိန်မှာမမျော်လင့်ထားတာမမျော်လင့်ထားဘူးကျွန်တော်လုံးဝမမျော်လင့်ထားဘူးဝင်သွားပြီးတာမှန်မဲ။မတမ်းမပြီးသူကြီးမြို့ပေါ်မှာရော ရှိရောရှိပါမလားပေါ့နော်တကယ်တော့မျိုးပုံမှာတိုက်ပွဲကြီးကြီးမားမားမဖြစ်သွားပဲနဲ့ပထမတညတွေကဒီပလောင်တပုံတွေကပြေးဖို့ပြင်ထားပြီးသွားပြီလူငယ်တို့ဖုံးဝင်နေမျိုးထိတ်လေးရောက်တော့ပလောင်တပုံတွေပြေးပြီပြေးတဲ့ခါကျတော့ဒီစစ်ပွဲဖြစ်လာမယ်အတွေးနဲ့ပုံရှုပ်ွယ်ရှုံနေရတဲ့ပြည်သူတွေကလမ်းမောထွက်လာပြီလမ်းမောထွက်လာပြီးတော့တပ်မတော်သားတွေကြိုးစူကြတာပေါ့ကြိုးစူကြတာပေါ့ပန်းကုန်းတွေစွတ်တပြေပန်းတွေအချိုရည်တွေမုတ်တွေနဲ့ပေါ့ဟာဒါကဘယ်လိုမှ ဆင်ပြီးရိုက်လို့မရတဲ့မြင်ကွင်းပဲဒီမြင်ကွင်းကဘလို့မှဆင်ပြီးတော့ရိုက်လို့မရတဲ့ဇာညုံးပဲအလိုလိုဖြစ်ပေါ်လာတဲ့ဇာညုံးတစ်ခုပဲကြည့်ရတာဗီတိလည်းဖြစ်တယ်သူတို့ရင်မှာဘယ်လောက်များမျောလင့်တောင်းတနေရလဲပေါ့နော်ဘာကြောင့်ဒီလိုဖြစ်လာတာလဲပြည်သူထောင်ထဲချီမြို့လေလမ်းမကြီးမှာနော်ဒီလမ်းမကြီးပေါ့ပြည်တော်စုလမ်းမကြီးပေါ့မှာပြည်သူထောင်ထဲချီဘာလို့ကြိုဆိုတာလဲပေါ့ဒါတွေကတွေးကြည့်လို့ရှိရင်ပြေးကြည့်ထားတဲ့ပုံကြီးမှန်ပါတယ် တို့ဖိနှိပ်ခံနေရတာလေတို့ဖိနှိပ်ခံနေရဒီသဘုံတွေရဲ့လက်အောက်မှာလူတစ်မျိုးမလူတစ်မျိုးဥပဒေတွေနဲ့တို့ဖိနှိပ်ခံနေရလွတ်လပ်မှုတို့မခံစားရနော်လွတ်လပ်မှုတို့မခံစားရအဲ့လိုအခြေအနေမျိုးမှာတက်မတော်ကခက်ခက်ခဲခဲနဲ့အတတ်နဲ့ခန္ဓာရင်းပြီးတော့မြို့တဲကိုနိုင်ငံတော်လမ်းကြီးကိုင်ပြီးတော့ဝင်လာတယ်အဲ့ဒီအလံကိုင်းနဲ့စစ်တီလာရရှိလာတော့ပြောတတ်သူ့မှာ ပန်းနေဝေးလို့နိုင်ငံတော်အလံနဲ့ဘန်းကုန်းနေနဲ့တော်တော်ကြည့်လို့ကောင်းတယ်အဲ့ဒီမြင်ငွေကမျက်လုံးမှိတ်လိုက်တာနဲ့ကိုမျက်လုံးထဲမှာတန်းပြီးမြင်လာဒီမှာတိုက်နေတဲ့စစ်တီပေါ့နော်ဒီမှာတိုက်ပွဲမှာဆင်နွှဲခဲ့တဲ့စစ်တီရဲ့အနေနဲ့လေမျိုးတွေကိုဒီလိုပုံစံနဲ့ဝင်ရတဲ့ခန်းစားချက်ကလီပေါ်မြောင်းနေတယ်လို့ပဲဖြစ်မှာအားသူတို့လည်းပျော်နေမှာသူတို့ပြင်းမှန်းခဲ့တာသူတို့ခက်ခဲခဲ့တာ တို့ရင်းနှီးခဲ့တာတို့ပေးဆက်ခဲ့တဲ့အရာတွေအကုန်လုံးကဒီမာတယ်အဆင်ပြေသွားပြီနော်ဒီမာတယ်အဆင်ပြေသွားပြီတို့တို့အားလုံးမောပတ်မှုတွေအကုန်လုံးတို့ခံစားခဲ့ရတဲ့နာကျင်မှုတွေအကုန်လုံးပြေပျောက်သွားပြီတစ်ချိန်လုံးဒီတက်မတော်သားတွေကနော် online မှာမှာပဲဖြစ်ဖြစ်ဒီမြေပြင်မှာတော့မှအပြင်မှာစောင့်ချိတ်ပြောဆိုမှုတွေကိုနော်တို့မျက်ခွေပြုတ်ပြီးတော့တိခတ်ပြီးခေါင်းငုတ်ပြီးတော့နေလာခဲ့ရတာကနေ အခုလိုမျိုးတစ်မျိုးကိုဝင်သွားတဲ့အချိန်မှာဘန်ကုန်းနေစုပ်ပြီးကြူကြနော်တမတော်တချင်းနေမရတရဆိုကြဇာတိမန်တချင်းနေမရတရဆိုကြဒီလိုဂုံပြူခံရတဲ့အခါကျတော့ဘယ်လောက်များ BD ဖြစ်နေမလဲဘယ်လောက်များဝမ်းသာနေကြမလဲသူတို့နော်အဲပြည်သူစုမှုတန်းနေလည်းပါမှာပဲလေနော်အဲ့ဒီအချိန်မှာတွေးမိမှာပေါ့ဟောငါတို့တမတော်လေဝင်လာခဲ့တာ ဒီတစ်ခါတော့ဂုံယူဆက်အကောင်းဆုံးပဲလို့သူတို့တွေးမှာပဲပေါ့နော်။အဲ့တော့ထားလိုက်ပါတော့။ကြောင်မဲမျိုးမှာပြည်သူတွေအများပြားကြိုဆိုကြတယ်။များပြားကြိုဆိုကြတယ်။ဒါကကျွန်တော်တို့ဘလို့မှဖန်ပြီးလို့မရတဲ့ဇလန်းဇညွန်းတစ်ခုပဲ။နောက်ချိန်မှာပြန်ပြီးပြောပြနေရမယ်။အမှတ်ရအောင်မင်းနေမယ်။မြင်ငွင်းတစ်ခုပဲလို့ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်။အဲ့တော့တက်မတော်ကကြောင်မဲကိုအလုံးစုံထိန်းချုပ်လိုက်ပြီ။အဲ့လိုထိန်းချုပ်တဲ့အချိန်မှာနောက်မှာရှင်နန်းတွေကလည်းတန်းစီနေတာ။ ကာစီရေယာနဲ့ချီဟုတ်တော့ထိ ंच ုပ်ပြီးတဲ့အချိန်မှာပဲနောက်ကနေကားစီးရာနဲ့ချီလိုက်လာ။ဒါကြောင့်လဲတက်မတော်ကရန်သူလက်အောက်ကိုကြာရောက်သွားတဲ့ရန်သူဖြက်စီးသွားတဲ့မြို့ကိုပြန်လဲတီဆောက်ဖို့အတွက်တခါတည်းအသိမ့်ပြင်ထားပြီးသား။နိုင်ငံဝန်ထမ်းတွေအစိုးရဝန်ထမ်းတွေကလည်းတခါတည်းရင်နန်းတွေနဲ့စောင့်နေပြီးသား။တိမ့်ပြီးပြီဆိုတော့နောက်နေတမ်းပြီးတက်လာတာပဲ။နေမရှင်လေးကြီးတွေဘာတွေတော့မှအရင်လိုမျိုးမလုပ်ပြတော့မလုပ်တော့ တခါတည်းတက်တက်လာဘာကြောင့်လဲဆိုတော့ခြေပိုင်းမှာတိုက်တယ်ရကျွန်တော်ပြောခဲ့တယ်လေလမ်းပပတ်လေးမှာရှိတဲ့ရွာတွေအကုန်လုံးတော့သူတို့အခြေချတဲ့နေရာတွေအကုန်လုံးကိုစနစ်တကျပတ်တိုက်ပြီးတော့မှမောင်းထုတ်လိုက်လို့ confident level ဆိုခိုက်အဲ့လိုအခြေအနေမျိုးနဲ့နိုင်ငံဝန်ထမ်းတွေရောက်ကြလာအဲ့တော့အဲ့ဒီမှာနိုင်ငံဝန်ထမ်းတွေရောက်နေတဲ့အချိန်မှာသတင်းတပုတ်တက်လာအဲ့ဒါကဂျပန်ဖက် AP media ပဲပေါ့နော်အဲ့ဒီ media တွေကသတင်းတပုတ်တက်လာတယ်ကြောက်မဲကိုပြန်ဝင်ရမယ်ဆိုတဲ့ဝန်ထမ်းတွေစိုးရိမ်ထိတ်လန့်နေစသဖြင့်ဒီလိုသတင်းတပုတ်တက်လာဝန်ထမ်းတွေကမြူတွေရောက်တယ် ရှုံနဲ့လည်းမျိုးလေးရောက်နေတတင်းနဲ့လွဲနေတာပြောပြတော့နော်။ဦးနဲ့လည်းမျိုးလေးရောက်နေ။မိသက်တပ်ဖွဲ့ဝင်တွေလည်းပါလာတယ်။မိသက်ကားတွေနဲ့ကြောင်မဲခရိုင်မိသက်ဦးစီးဌာနဆိုပြီးတော့မိသက်ကားတွေအုပ်ချုပ်မှုရင်းတွေနဲ့ဆက်ပြီးပြီးတော့နောက်မှလည်းဒီလိုစန္ဒပင်းကားတွေပေါ့နော်။ကုန်တင်ရင်အရှိတီနဲ့ကြောင်မဲမျိုးတွေဝင်ချလာ။ဆိုတော့ဒါကကြောင်မဲမျိုးပြီးပြပါပြီ။နောက်ကြောင်မဲမျိုးတို့ကငင်းညံသွားပြီ။လွတ်လပ်သွားပြီ။ အလုံးရှင်းလင်းရေးတွေပါလေလုတ်ပြီးရင်ပေါ့နော်ရှင်းလင်းရေးတွေပါလေသူတို့အခြေချထားတဲ့နေရာမှာမိုင်းရှင်းလင်းရေးတွေပါလေဆက်လုတ်ပြီးလို့ရှိရင်ပြန်လို့ရပါပြီပြန်ကြပါတော့နော်အလုံးလေခုမျိုးကိုလွမ်းနေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒါအကုန်လုံးပူးပေါင်းဆောင်ရွက်မှုပဲပြည်သူထောက်ခံမှုပြည်သူရဲ့ပူးပေါင်းပါဝင်မှုပြည်သူပူးပေါင်းပါဝင်မှုနဲ့အတူတရားမကြံအကုန်လုံးပါပါတယ်ကျွန်တော်တည်တတ်မဟုတ်ပြည်သူတည်တတ်မဟုတ်တမတော်တည်တတ်မဟုတ် တက်နဲ့ပြည်သူနဲ့အခြားသောမန်တိုင်အတီးတီးပေါ့မန်တိုင်အတီးတီးခိုင်ခိုင်မာမာနဲ့လက်တွဲရက်တည်ပြီးတော့အခုလိုကြိုးပမ်းခဲ့လို့ဒီနေရာကိုပြန်ပြီးတော့ကျွန်တော်တို့လွတ်လပ်ခွင့်ရတာဖြစ်ပါတယ်အဲ့တော့ပြန်ပြီးတည်ဆောက်ကြပြန်ပြီးတည်ဆောက်ကြတော့ပေါ့နော်အဲ့တော့အစိုးရကလည်းပြန်တိဆောက်ဖို့အတွက်အခု NI RI နဲ့ကိုအနောက်ကရောက်ချလာပြီเนาะအဲ့ဒါကြီးဆက်ပြီးလှုပ်ဆောင်တော့မယ်အဲ့တော့ကြောက်မဲပြီးလို့ရှိရင်ဘာဖြစ်မှာလဲတီဘောပေါ့ ော်20တန်းနှမိုင်ဝေးတဲ့တီဘောပဲတော့တီဘောမှာလည်းမကြခင်မှာပြည်သူတွေပြန်ပြီးတော့နေထိုင်ရတော့မှာဖြစ်ပါတယ်တီဘောရသွားပြီဆိုလို့ရှိရင်တော့တောက်လျှောက်ဆက်တက်လို့ရှိရင်ကျွန်တော်တို့လာရှိုးနဲ့ချိတ်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့မှာပလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဆိုတဲ့နေရာလဲသူ့ဘဝနဲ့သူအနာယူဆုံးတက်ရတော့မှာဖြစ်ပါတယ်အဲ့တော့ပလောင်ကိုပိုင်အချုပ်ခွင့်ရဆိုတာကိုမပြောခင်လေချောင်းတက်ခိုက်မှုအချုပ်ပြုလုပ်ခဲ့တာလည်းရှိပါတယ်အဲ့ဒါကျွန်တော်ထင်တာတော့ဒီကြောက်မဲကိုလုံကြီးတို့ဖုံးဝင်နေမသိမ့်ခင်မှာ ။မတို့ဒီယုံနေပြီးရှုတယ်။အစိုးရယုံနေအများအပြားထွေအုပ်ယုံပြည်သူလူထုနေအိမ်ဖုံးကြီးကြောင်းနော်ပြီးခိုင်ဖြိုးယုံတော့မချောင်သူတို့မီးတွေရှုတယ်။ပြီးခိုင်မျိုးယုံလည်းအများအပြားပျက်စီးသွားတာကျွန်တော်တို့ဒီကိုခိုင်စော်တို့ဘာလို့ရိုက်ပြတဲ့အချိန်မှာကျွန်တော်မြင်ရတယ်။ဆိုင်ငန်းက78ခန်းရှိတယ်လို့သိရတယ်။နော်ကာကွယ်လုံးဝပျက်စီးသွားတာပြာကျသွားမမရရရမလို့တာယာတွေနဲ့တက်စီတွေလောင်မီမီပုံရှို့သွားတယ်။ဒါပေမဲ့မီဒီယာတွေမှာလွှင့်တဲ့ခါကျတော့တက်မတော်ကမီလောင်မုံချလို့အခုလိုမျိုးမီလောင်ရတာပါဆိုပြီးသူကပြောတယ် နော်အဲသူတို့ဘက်ကပြောဘူးနော်ထပ်ပြောပြအဲ့ဒီမှာမီးလောင်ထားတဲ့မီးသက်စခန်းကိုကျွန်တော်ကြည့်အောင်မီးသက်စခန်းကတကယ်လို့မီးလောင်မုန်းချတယ်ဆိုလို့ရှိရင်ခေါမိုးကနေဆလောင်အောင်တကယ်လို့မဟုတ်ပဲနဲ့အောက်မှာရှိတဲ့ကားတစ်စီးကိုသူတို့ကမီးရှို့လိုက်တယ်အဲ့ဒီကားကနေလောင်တဲ့အရာတွေအကုန်လုံးကအပေါ်ကိုမီးခိုးတွေတက်လာတာဖြစ်တယ်ကန်ကောင်းထောင်းမစွာနဲ့မီးသက်စခန်းကလည်းဟိုတိဆောက်ထားတာခိုင်ခိုင်မာမာကောင်းမွန်တဲ့အခါကျတော့ကားလောက်ပဲမီးလောင်ပြီးတော့မီးသက်စခန်းအများကြီးမထိသွားခဲ့ဘူးပေါ့နော်ဒီမှာသူတို့ကြောင်ကြကြ လိန်နေတဲ့အရာကြီးကလည်းပေါ်လွင်သွားတယ်။အောက်ကနေမီးရှို့ထားရဲဆိုတာဒီမှာပေါ်လွင်သွားတာဖြစ်ပါတယ်။အဲ့တော့ဒီလိုမီးရှို့ခဲ့တာကြောင့်လည်းဖြစ်မှာပေါ့နော်။ဒီပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရတယ်မှာရှိတဲ့မန်တုံတို့နမ်ဆန်တို့နမ်မတူတို့ဒီနေရာတွေကိုလည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။အဲ့တော့ကျွန်တော်သတိပေးတယ်အဲ့ဒီနေရာတွေမှာအင်တာနက်လိုင်းဖြတ်ထားလာတော့ကျွန်တော်မသိဘူးဒါပေမဲ့ Starlink နေတုံးနေတယ်ဆိုတော့ကျွန်တော်သိတယ်။ကျွန်တော်သတိပေးတယ်ကျွန်တော်ဗီဒီယိုကိုကြည့်မိတယ်ဆိုလို့ရှိရင် အမြန်ဆုံးတပုံလီနဲ့ဝေးရမှာနေပါ။ဒါကျွန်တော်တို့ရဲ့လှုပ်ဆောင်နိုင်တဲ့အထက်ကပြည်သူ့အကာအကွယ်ပြုနိုင်တဲ့အထက်ကလှုပ်တာပဲဖြစ်တယ်။တပုံတင်းထားရင်တော့ဘယ်တော့မှမငြိမ်းချမ်းဘူး။လွတ်လပ်မှုမရှိဘူး၊အေးချမ်းမှုမရှိဘူး၊တိုးတက်မှုမရှိဘူး။နောက်ကိုကိုယ်တိုင်လဲစောင်းနေကြတဲ့မယ်အဲ့လိုအခြေအနေမျိုးကိုဘယ်တော့မှအယောင်မခံပါနဲ့ကြောက်မဲကအခုလွမြောက်သွားပါပြီเนาะကြောက်မဲကအမှန်တကယ်လွမြောက်နေပြီ ဖြစ်သွားခဲ့ပါပြီအဲ့တော့အဲ့ဒီလေကြောင်းတိုက်ခတ်ခံရတဲ့အထဲမှာမိုးကုတ်လဲပါဝင်တယ်လို့ကျွန်တော်တို့သိရပါတယ် သတင်းတွေတင်ဆက်နေရင်းနဲ့မကြခင်မှာကြာရောက်မဲ့နော်ရွေးကောက်ပွဲ2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာကျင်းပမဲ့နော်ကျွန်တော်တို့အထွေထွေရွေးကောက်ပွဲအတွက်မဲစင်းတွေအချို့ယူမှုယုံတွေမှာကတ်ထားပါပြီတဆိုင်အောင်အချို့ယူမှုယုံတွေမှာသွားပြီးတော့မဲစင်းကြည့်ကြပါကိုနဲ့မဲမဲစင်းထဲမှာပါပါပါကြည့်ပါတကယ်လို့မပါဘူးဆိုလို့ရှိရင်လေရှောက်ရတွေဖြည့်ပြီးတော့တင်းမှာဘာလို့မပါတာလဲတကယ်လို့ကိုကရွှေပြောင်းနေထိုင်တဲ့သူဖြစ်တယ်ဆိုလို့ရှိရင်လေရှောက်ရတင်းမှာအဲ့ဒီမှာလုံးဝမဲ့လုပ်ငန်းရဲ့အစင်းစင်းကိုမေးမြန်းပြီးတော့ မဲပေးရအောင်ပြုလုပ်ပါနောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့မိသားစုတွေကအဖေတော်လကောင်းအဖိုးတော်လကောင်းတည်ဆုံသွားခဲ့ပြီတည်ဆုံပြီးသားမှမဲစင်းနဲ့ပါနေတယ်ဆိုလို့ရှိရင်ကန့်ကွက်လာတယ်မှာဘာကြောက်လဲဆိုတော့တည်စင်းကလာဘကောက်မရောက်သေးလို့အဲ့ဒီနာမည်တွေပါနေတာဖြစ်ပါတယ်တကယ်လို့ကိုကဒီရက်ကွက်တမှာနေထိုင်တာမှန်ပါလေနဲ့အမျိုးမျိုးသော error တွေကြောင့်ကိုရဲ့နာမည်ကိုမိသားစုရဲ့နာမည်မပါလာဘူးဆိုလို့ရှင်လေကန့်ကွက်ပါအကြောင်းကြားပါကိုနာမည်မဲစင်းနဲ့ပေါင်းလုပ်ပါလို့ပြောချင်ပါတယ်နောက်တစ်နေ့ဘုတ်ကတော့ မလေးရှားကိုအလုတ်သွားလို့မဲ့တရားမဝင်မြန်မာအလုတ်သမားတွေပေါ့နော်ရှေ့ပြောင်းလို့သား90ကိုပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံမှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒီလိုပဲမြန်မာနိုင်ငံကနေပြီးတော့ရွှေ့ပြောင်းပြီးတော့မလေးရှားကိုသွားမဲ့အဖွဲ့တွေပေါ့နော်ထိုင်းမှာအချင်းချင်းဖမ်းဆီးခံရတာဖြစ်ပါတယ်ပွဲစားတွေကငွေကြီးအများပြတောင်းပြီးတော့အမတ်ခံပြီးခေါ်တယ်ဒါပေမဲ့လက်မှတ်ဖမ်းဆီးခံရတယ်ငွေရှုံးတယ် လူထောင်ကြတယ်အကုန်လုံးခတ်ခဲတယ်ဒါလေးကိုသတိပေးချင်လို့ဒါကိုထည့်ပြောထားတာဖြစ်ပါတယ်နောက်သတင်းတစ်ခုကတော့ဒါဒေါ်နယ်ထရန့်လို့ပြသနာပေါ့နော်အဲ့ဒါကအမေရိကန်ရဲ့အထက်လွှတ်တော်မှာအစိုးရရန်ပုံငွေဆက်လက်ချထားရေးနဲ့ပတ်သက်ပြီးတော့ဥပဒေကြမ်းကိုမဲခွဲဆုံးဖြတ်ရမှာရှုံးနိမ့်နေတာကြောင့် လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့ Federal အစိုးရကဘတ်ဂျက်ပေါ်တော့ပန်းနာငွေပြတ်တောက်မဲ့အခြေအနေဖြစ်နေတယ်အစိုးရလုပ်ငန်းတွေရပ်ဆိုင်းထားမဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့သိရတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံထဲမှာဒီလိုဖြစ်လို့ရှိရင်ကမောက်ကမဖြစ်တတ်တဲ့အရာတွေရှိတယ် stock share ဈေးတွေမငြိမ်တာရွှေဈေးတွေဒေါ်လာဈေးတွေမငြိမ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်အချို့သော stock share ဈေးတွေဆိုထိုးကြတတ်ပါတယ်เนาะဒါတွေလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ် သတင်းတွေကတော့တာချီလေးမှာရေထက်ကြီးနေတယ်ဗောနော်အဲ့တော့တစ်နှစ်ထဲမှာတာချီလေးလိုနေရာမှာ ရေအချိန်ပေါင်း15ချိန်ကျော်လောက်ရေကြီးခဲ့တယ်လို့ကျွန်တော်ဒီလိုပဲမှတ်မိမှာထင်ပါတယ်15ချိန်ကျော်16ချိန်လောက်ရေကြီးခဲ့တယ်ဒီထက်လည်းပိုကောင်းပိုနိုင်တယ်ပေါ့နော်အဲ့တော့ဘာလို့အဲ့လောက်တောင်ရေကြီးတာများနေတာလဲပေါ့နော်ဒါပြန်သုံးသပ်ဖို့လိုတယ်အပေါ်ကနေအဲဆင်းလာတဲ့ချောင်းတွေကောလာလို့လားနော်တဘာပုံကြီးမထိန်သိမ်းလို့လားဒါကြီးလည်းပြန်ပြီးတော့သုံးသပ်ဖို့လိုမှထင်ပါတယ်အပေါ်မှာတဘာတရားစာတာတွေကိုစိမက်ကံပဲထုတ်နေတာလားဒါကြောင့်မို့လို့တဘာပုံကြီးပြက်စီပြီးတော့ခုလိုမျိုး နှစ်စဉ်ကိုတစ်နှစ်ကိုရေး၄90ကျင်းလောက်ကြီးနေတာဒါကတော့ပုံမှန်ချင်းတွေတခုမဟုတ်လို့ပဲပြောချင်ပါတယ်တဆက်အတောင်ရှိတဲ့သူတွေအနေနဲ့ဒါကိုပြန်ပြီးတော့သုံးသက်တဲ့နယ်လို့ထင်ပါတယ်နောက်တဲ့နေ့ဘုတ်ကတော့အော်တိုဘာတရက်နေ့ကမြန်မာနိုင်ငံရဲ့တပ်ဖွဲ့နေဖြစ်ပါတယ်အဲ့ဒီအခမ်းအနားကိုနေပြည်တော်မှာကျင်းပခဲ့ပြီးတော့နိုင်ငံတော်လူမျိုးရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်ယာယီတမရဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ပါတယ်ဒီတက်ရောက်တဲ့ပွဲမှာမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအရေးချင်းအရေးအသွေးတွေအပြင် ပြည်သူဆက်ဆံရေးနဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်းနားလည်ကောင်းမွန်နေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းယာယီသမားကပြောဆိုသွားပါတယ်အဲ့တော့နိုင်ငံရေးတဖွဲ့နဲ့ပတ်သက်ပြီးတော့အမြဲတမ်းလူရှင်လော်တွေပြက်စီရရုပ်ရှင်တွေထိရိုက်စီရပေါ့နော်ဒီလိုမတိကလုတ်ထိကလုတ်ပြောစီရတွေအထိအောက်ခြေမှာအချို့သောရဲဝင်တွေရဲ့ဆက်ဆံရေးတွေကအဆင်နေမကောင်းနော်ရုပ်ရှင်စင်စာတွေမှာဒါပေဖြက်မှာဆိုလို့ဒါကောင်းကောင်းရိုက်နေကြတာတကယ်တချို့နေရာတွေမှာဆက်ဆံရေးမကောင်းတဲ့ရဲဝင်တွေရှိတယ် နော်ကောင်းတဲ့ရဲဝင်တာနေနဲ့လည်းကျွန်တော်ကြုံဘူးတယ်အဆဆရအကူညီရအဆစကားပြောဆိုရအဆကျွန်တော်ကိုယ့်အကူညီလာပြန်တောင်းလဲဆိုလို့ရှိရင်တော့နော် information နဲ့ပတ်သက်ပြီးတော့အကူဒီ information နဲ့ရှိရင်ပေးပါအောင်ဆိုလို့ရှိရင်အဲ့လိုအကူညီတောင်းမယ်ဆိုလို့ရှိရင်တော့တကယ်ကိုချူချူတတပြပြငငနဲ့ကျွန်တော်တို့ဘက်ကအကူညီတောင်းခံမယ်ဆိုလို့ရှိရင်လည်းချူချူတတပြပြငငနဲ့ပြန်ပြီးပေးတတ်တဲ့ရဲတပ်ဖွဲ့ဝင်လည်းရှိတယ်မရှိတဲ့သူလည်းရှိတယ်ဥပမာ gate ဒီမှာတောင်းဝန်ကြနေတဲ့သူတွေဆိုလို့ရှိရင်လည်းစကားပြောဆိုတွေအဆင်မပြေတာမျိုးကြီးလည်းကြုံရတယ်ပေါ့နော်နိုင်ငံတော်ယာယီသမားရဲ့မှာကြချက်အတိုင်းပဲတကယ် စံပြကျဲဖြစ်ဖို့လိုတော့ဒါကြောင့်လဲဆိုတော့တက်မတော်ကပြည်ထဲမှာအခြေအနေတွေအေဂျင့်တည်ငြိမ်နေတယ်ဆိုရင်စခန်းထဲထွက်လာစရာအကြောင်းမရှိဘူးသူ့လုပ်သူလုပ်နေတာသူနဲ့ဒီပြင်ပလောကနဲ့တိတ်မဆိုင်ဘူး။သူကသူလေးချင်းပဲ။သူကသူတက်မတော်တွေမှာဖူဖြိုးတုတ်တက်ရည်တွေသူကနဲ့သူဆက်လုံး။အဲကျွန်တော်တို့နဲ့လည်းသူတို့နဲ့မဆိုင်တော့ဘူး။သူတို့ကလည်းသူတို့စခန်းထဲမှာနေတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့မြန်မာနိုင်ငံရေးတက်ဖွဲ့ကြတော့အဲ့လိုမဟုတ်ဘူး။နော်။ရေးလုံငန်းအကုန်လုံးကပြည်သူ့ဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဖြစ်တယ်။ပြည်သူကိုအနီးကပ်အကာအကွယ်ပြုရတဲ့သူတွေဖြစ်တယ်။ ပြည်သူ့ရဲ့အခက်အခဲတွေကိုကူညီဖြေရှင်းပြရတဲ့သူတွေဖြစ်တယ်။တရားမျှတမှုကိုကန့်ဆောင်ထားရတဲ့သူတွေဖြစ်တယ်။အဲ့ဒီအတွက်အတက်နိုင်ဆုံးတော့ကိုကိုတိုင်းလက်ရှိနိုင်ငံတော်ယာယီသမရရဲ့မှာကြားချက်တိုင်းပဲပေါ့နော်။ပြည်သူတွေနဲ့ဆက်ဆံရမှာကောင်းကောင်းမွန်မွန်နဲ့အမှန်တရားတွေကိုပြည်သူတွေလက်ထဲထည့်ပေးနိုင်အောင်လို့စူးစမ်းရမှာဖြစ်ပါတယ်။နော်ဒါကကျွန်တော်တို့မြင်ချင်တဲ့အရာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ အရေးအချင်းနဲ့အရေးအသွေးပေါ့ဒါတွေအကုန်လုံးပြည့်စုံကောင်းမွန်တဲ့သူတွေဖြစ်လဲကျွန်တော်မြင်ရှင်နေပေါ့ဒါကြောင့်လဲနိုင်ငံတကာမှာရေတပ်ဖွဲ့ဝင်တွေကြီးလိုက်လို့ရှိရင်စမတ်ကြနေတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ကျွန်တော်သိအားကြအဲ့ပုံစံမျိုးကျွန်တော်တို့နိုင်ငံကရေတပ်ဖွဲ့ဝင်တွေမှာလဲကျွန်တော်တို့မြင်ရှင်နေဒါကကောင်းသိခြင်းလို့ပြောတာဖြစ်ပါတယ်လက်ရှိမှာမကောင်းလို့ပြောနေတာမဟုတ်ဘူးခုနပြောသလိုပဲအကောင်းဆိုးဆိုတာတော့ဒွန်တွဲနေတာပဲဒါပေမဲ့အဆိုးဆိုတာနင်းနိုင်တယ်များနင်းအောင်ရှော့ချသွားနိုင်တယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်အတွက်ရောကျွန်တော်တို့နိုင်ငံရဲ့မျက်နှာအတွက်ရောအကုန်လုံး ဒါအဆင်ပြေစီမှာဖြစ်ပါတယ်နောက်တတင်းတဘူကတော့တလားတလားကိုပေါ့နော်ကြားပြည်နယ်ထဲမှာအခွန်ရရှိတာတို့အခွန်လို့ပြောတယ်ပေါ့နော်စက်ကြီးရရှိတာတိမ်ပေါင်း9000လောက်ရှိတယ်လို့ပြောတယ်တလားကိုစက်ကြီးက9ဘီလီယံလောက်ရတယ်တို့အင်အားဘယ်လောက်ရှိမှာတိမ်နဲ့မချီပါဘူးနော်တိမ်နဲ့မချီပါဘူးတောင်ကနန်းတော့မှခက်ပြော့ပြော့ပဲရှိမှာတောင်ကနန်းတော့ခက်ပြော့ပြော့ပဲရှိမှာအဲ့တော့ဒီလောက်လူအင်အားပေါ့နော်ဒီလောက်လေးနဲ့တို့ရဲ့အတုံးစီပို့ပို့တတာကိုရှိနိုင်တယ် ပူပူတတောင်ရှိနိုင်တယ်ဒါမဲ့လေအဲ့ဒီသိန်းပေါင်း9000ပေါ့9ဘီလီယံအဲ့ဒါလည်းမလောင်းငါဘူးလို့ကရားကတောင်းကျန်းသူခေါင်းဆောင်မာဝီကပြောတယ်လက်ရှိချိန်မှာဒဏ္ဍာရီဖုတ်ဝင်နေနေနဲ့ပရူဆိုဘတ်ချန်ကိုဒါစစ်ကြောင်းထိုးနေမြေရှင်းလင်းရေးတွေလုဆောင်နေတယ်ပေါ့နော်အဲ့ဒါကိုသူတို့ဘလူးဟန်တားမလဲဆိုတာသူတို့မှခွန်အားမရှိဘူးအင်အားလည်းမရှိတော့ဘူးအဲ့တော့အဲ့ဒီသိန်း9000ကသူတို့အတွက်မလောက်ဘူးပေါ့နော်သိန်းပေါင်း9000သူတို့အတွက်မလောက်ဘူးအဲ့အတွက်ညှိတွားနေတယ်ပေါ့နော်ခွက်ခေါက်နေတယ် အဲသူတို့ကသိန်းပေါင်း9000ရတယ်လို့ပြောပြီးမဲ့ PDF တယောက်ကဘာတည်ထားလဲဆိုတော့သူတို့ရဲ့နေစရာအိမ်တွေကိုသူတို့ပြန်မဆောက်နိုင်ဘူးနေစရာအိမ်ဆိုတော့သူတို့စခန်းပြောတာဖြစ်ပါဘူးနော်အဲ့တော့ပြန်မဆောက်နိုင်တဲ့အပြင်ကို စားဖို့နေနေတတ်တာတဲ့တကယ်လို့ PDF တွေတည်သွားရင်တော့အခေါင်းဘူးတသိန်း3000မရှိတာနဲ့တည်နိုင်မှာမဟုတ်ဘူးတဲ့နော်ဒါပေမဲ့ကျွန်တော်တည်တဲ့လောက်ကတော့သူတို့အခေါင်းနဲ့တိတ်မထည့်ကြပါဘူးတော်တော်များထားခဲ့တာနဲ့မြေကြီးတဲ့မြို့ပြတာနဲ့ချောင်းလေးကန်ချခဲ့တာနဲ့ပဲများတယ်ဗောနော် ဆိုတော့ဒီသားတို့အကောင့်ပေါ့နော်ထင်းယူသားနဲ့လုပ်ရင်တော့တသိသုံးသောင်းရှိတယ်ပေါ့အကောင့်ဘူးတော့မတက်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ရှေ့ပိုင်းမှာလည်းသူတို့ပတ်စံပြီးတဲ့သူတွေကလည်းတစင်းတစင်းနဲ့နိုင်ငံညာကနေပြီးတော့ပို့တာနည်း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 ဂျားထဲမှာပေါ့နော်ကုံကုံလာတာအောက်ခြေရောက်တဲ့အခါကျတော့သူအကောင့်ဘူးမရှိတဲ့ဘဝကိုရောက်သွားတဲ့အခြေအနေဖြစ်ပါတယ်နောက်တတိယဘုတ်ကတော့ကျွန်တော်တို့တံပိုးမဖြတ်နိုင်တဲ့လူတူဆုံရှုံနေပေါ့နော်တူရဲတော့မဟုတ်ပါဘူးเนาะဒီရက်ပိုင်းမှာတမူးမဖြတ်နိုင်တဲ့သူတွေဆုံရှုံမှုများပါတယ်အခုလေ ဒါကျွန်တော်တို့ပကြီးဆရာကြီးပေါ့နော်ကန္နဝင်ပကြီးဆရာကြီးဦးလုံးကျွဲအသက်96နှစ်အရွယ်မှာကွယ်လွန်အနေအဆရောက်တယ်လို့သိရပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံအတွက်တမိုးမဖြစ်နိုင်တဲ့ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။ဘာပြောအရင်ရက်ကကျွန်တော်ပြောခဲ့သလိုပဲဒီလမ်းကတနည်းတော့သွားမှာပေါ့နော်။ဒါပေမဲ့တော့အတိမဦးကညံဦးအောင်ပေါ့နော်။ကျွန်တော်တို့ထားခဲ့ရမယ့်အမွေတွေပေါ့နော်။ကျွန်တော်ထားခဲ့ရမယ့်အမွေတွေကိုစနစ်တကျလက်စစ်ကမ်းသွားမှတာလျင်ဦးဖြူကဒီလောက်တော်တယ်။အဲ့တော့ဦးဖြူကလက်စစ်ကမ်းခဲ့တဲ့တပည့်တွေက အဒီတက်ပို့ပြီးတော်တယ်နိုင်ငံကုန်ဒီတက်ပို့ပြီးစောင့်နိုင်တယ်ဒီတက်ပို့ပြီးတမိုင်းတွင်မဲ့အရာတွေလုဆောင်နေတဲ့သူတွေထားပြီးခဲ့နိုင်မှသာလျှင်ကျွန်တော်တို့တာဝန်ကျေကြမှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ဒီရက်ပိုင်းမှာကြောက်ဖြူမှာတိုက်ပွဲတွေပြန်ပြီးပြင်းထန်နေပါတယ်အဲ့ဒီလိုပဲဗမော်လည်းအနီးတစ်ဝိုက်မှာနမေရှင်းလင်းရေးတွေဆက်လက်လုဆောင်နေပါတယ်ဆိုတော့ဒီတိုက်ပွဲတွေမှာနော်ခေတ်တည်တဲ့ရင်ကိုကြည့်လို့ရှိရင်တော့လူမျိုးတစ်ဖုတ်ကနေအများပြားကြာဆုံးတာမြင်ရပါလိမ့်မယ် ဒါပေမဲ့လည်းမြေပြင်မှာသူတို့ရဲ့အလောင်းလက်နက်တွေကိုလူမျိုးတစ်ဖက်ဝင်တွေကတင်စီရမိထားတာရှိပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့တောင်တာမှာခီးတဲ့တရင်နဲ့လိုက်လာတဲ့ဆယ်မြောင်းဦးစီးဌာနကဝန်ထမ်းတူကို PDF တွေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီဆယ်မြောင်းကဝန်ထမ်းကသူ့နာမည်ကတော့ဦးတန်းထွန်းအောင်ဖြစ်ပါတယ်။သူကဆယ်မြောင်းနဲ့ရေအတုံးချမှုစီမံခံခွဲရေးဦးစီးဌာနကဖြစ်ပြီးတော့ရန်ရာမောင်းနှင်သူဖြစ်ပါတယ်။ဦးတန်းထွန်းအောင်ကိုတပင်းကိုဖတ်ခေါ်သွားလဲတော့ကျွန်တော်တို့မသိပါဘူး။နောက်သတင်းတစ်ပုဒ်ကတော့ အညာဒေသမှာ NUG ကနေကောက်ခိုင်းနေဆိုပြီးတော့ကြေးရအုပ်စုတစုကို42သိန်းတာသက်လိုက်စင် ကောက်ပါတယ်နော်တာသက်လိုက်စင်ကောက်ပါတယ်ဒါကလားစင်ကောက်တာဖြစ်ပါတယ်သူတို့ကတော့တိုက်နယ်နဲ့သုံးနှုံးတော့ဗောနော်တိုက်နယ်တစ်ခုကို42သိန်းကောက်တယ်ဗောအဲ့သူတို့မှာတိုက်နယ်10ခုဆိုလို့ရှိရင်တလလ3500ဒီပါရတယ်ပေါ့နော်ဒါကဒီလိုမျိုးပြည်သူစီကစက်ကြီးကောက်တော့ပေါ့တာသက်လန့်စင်ခေါင်းစင်တက်ပြီးတော့စက်ကြီးကောက်တယ်ဆိုတော့လမ်းမှာဂိတ်တားပြီးတော့ပတ်စံကောက်တာလည်းရှိတယ် နောက်ပြီးတော့နောက်ပြီးတော့ဒီတစ်ထုတ်တာတွေလည်းရှိတယ်တစ်ထုတ်တာတွေက PDF တွေကိုယ်တိုင်တစ်ထုတ်တယ်လို့မျိုးပဲတစ်ထုတ်တဲ့သူတွေကို PDF ခေါင်းဆောင်တွေကလက်မှတ်ထိုးပေးပြီးတော့တစ်ထုတ်ခိုင်းတာလည်းရှိတယ်ဒါပေမဲ့စရင်ရှင်းတဲ့ခါကြလို့ရှိရင်တဲ့တို့စီမှာ zero budget ဆိုပြီးတော့ဖြစ်နေတယ်ပေါ့နော်ဘာပဲပြောသူတို့ကလုတော့လုပြတာပဲလေနော်ဒါပေမဲ့ပတ်စံကတော့မရှိဘူးလေနော်သူတို့ကြားဖြတ်မို့နောက်ထပ်လေအလိန်ခံရတဲ့ဖြစ်စဉ်တစ်ခုပြောပါမယ်ကျွန်တော်အလိန်ခံခဲ့ရသည်ရှိတော့ဗီဒီယိုထဲကတယောက်ယောက်အလိန်ခံခဲ့ရသည်ရှိတော့ မချက်ပါနဲ့မချက်ပါနဲ့နော်ဒါချက်စရာမဟုတ်ဘူးကျွန်တော်တို့အလိန်ခံရတဲ့ကိစ္စကိုတခြားလူအလိန်မခံရအောင်ကျွန်တော်တို့ပြောပါမယ်ဒါကအလိန်ညာလုပ်စားတဲ့သူတွေအတွက်နော်နေချင်းသွားအောင်ကျွန်တော်လောအောင်ဖြစ်ပါတယ်အခုအပြင်သစ်နိုင်ငံကမျိုးသမီးတူဦးပေါ့နော်အဲ့ဒီမျိုးသမီးကပေါင်9သိန်းလောက်အလိန်ခံခဲ့ရပါတယ်သူဘလို့အလိန်ခံခဲ့ရလဲဆိုတော့သူ့စီကိုဒါဆာလာပို့တယ်ပေါ့နော် Brad Pitt ရဲ့အမေပေါ့ ဘရပစ်ရုပ်ရှင်မင်သားဘရပစ်ရဲ့အမိဖြစ်တယ်အဲဘရပစ်ကလက်ရှိချိန်မှာကင်ဆာယောဂပုံစံမျိုးခံစားနေရတယ်အဲ့ဒီအတွက်ဘရပစ်ကိုဘိုင်းဝန်းကွန်ကြီးပါအောင်ဆိုပြီးတော့ဘရပစ်ရဲ့ပုံတွေကိုပို့တယ်ပြီးတော့ AI နဲ့ generate လုပ်ထားတဲ့ပုံတွေကိုပို့တယ်ပို့ပြီးတော့အဲပတ်စံချီးတယ်ပေါ့နော်အဲ့လိုအလီလီပေးရင်ပေးနဲ့ပေါင်9သိန်းနီးပါးကိုပေးလိုက်တယ်နောက်ဆုံးတော့မှဒါ AI ပုံဖြစ်နေတယ်သူအလိန်ခံမှန်းသိပေါ့နော်အဲ့လိုမျိုးသူ့ကိုယ်သူ အလင်ခံအမှန်တည်တဲ့အချိန်မှာရှက်လို့ဆိုပြီးတော့သူ့ကိုယ်သူအဆုံးစီရင်မှုတော့သူစူးစမ်းခဲ့တယ်ပေါ့နော်။ဒါပေမဲ့ပြောချင်တာနောက်လူတွေမဖြစ်ဖို့အတွက်နမူနာယူဖို့အတွက်အခုလိုမျိုးလောက်ရမှာဖြစ်ပါတယ်။ဒီလိုလူမျိုးတော့အလင်ခံရတယ်ငါအလင်ခံရတာဘာဆန်းလို့လဲလဲမလုပ်ပါနဲ့ဘူးနော်။ဒါနီးပညာတွေမြင့်လာတယ်။ AI တွေစတဲ့နီးပညာတွေမြင့်လာတာဖြစ်တဲ့အတွက်နီးပညာနောက်တွေကိုကျွန်တော်တို့လိုက်ရမယ်။နော်။ပုံတော့ပုံအခုကျွန်တော်မျက်နာနဲ့ရုပ်တူတဲ့ဗီဒီယိုတစ်ခုကိုအချိန်မီကောက်လုပ်လို့ရတယ်အတန်ပြောင်းလိုက်လို့ရတယ်။ เนาะအဲ့ဒီတော့အစ်စ်မှန်ဟုတ်မဟုတ်ဆိုတာမူရင်းပိုင်ခင်စီကိုအတည်ပြုပြီးတော့မှယုံကြည်ကြပါလို့ပြောချင်ပါတယ်။မကြခင်မှာကြားရောက်မဲ့ယူကောက်ပွဲမှာလည်းဒီ AI နဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးရှိလာနိုင်တယ်။အဲ့ဒီအတွက်ဒီနိုင်ငံရေးကောင်းဆောင်ကဒီစကားကိုပြောခဲ့ရလားဆိုတာတည်တည်ကြဲကြဲသူ့ရဲ့နိုင်ငံရေးပါတီဝင်တွေနော်သူတို့စီမှာတိကျအတည်ပြုပြီးတော့မှဒါမို့လို့ရှိရင်လက်ရှိနိုင်ငံတော်အကြီးအကဲတွေလက်ရှိနော်ရေကောက်ပွဲကော်မရှင်စတဲ့တာဝန်ရှိတဲ့သူအသီးသီး တို့ပြောတဲ့စကားတွေကဒါမူမမှန်တဲ့စကားဆိုလို့ရှိရင်တက်ဆိုင်ရာအတီးပြူနိုင်တဲ့သူတူဦးစီကိုပေးပို့ပြီးမေးမြန်းပြီးမှသာယုံကြည်ကြဖို့ပြောချင်ပါတယ်။နောက်တစ်ရင်းတစ်ပုဒ်ကတော့ဒါအင်ဒိုနီးရှားနိုင်ငံကအဖြစ်ဆိုးပေါ့နော်။အင်ဒိုနီးရှားနိုင်ငံမှာဘာသာရေးနဲ့ပတ်သက်ပြီးဝတ်ပြုတဲ့အချိန်မှာယောက်ျားလေးတက်တက်မိန်းကလေးတက်တက်ပေါ့နော်သူကအစ္စလာမ်နိုင်ငံကြီးဆိုတော့အဲ့လိုဝတ်ပြုနေရင်းနဲ့ကျောင်းထဲမှာပေါ့နော်ကျောင်းဆောင်တစ်ဆောင်ရှိတယ်အဲ့ဒီကျောင်းဆောင်ကတရားမဝင်သူအထက်မြင့်ဆောင်နေတာအဲ့ဒီအောက်မှာကျောင်းသား60ကျော်ဝတ်ပြုနေရင်းနဲ့ကျောင်းဆောင်ပြုကြတာ ဲ60ကျုံလုံးပိတ်မိနေတယ်ခုချိန်ထိဒါတည်လားရှင်လားမသိရသေးဘူးပေါ့နော်ဒါလည်းစိတ်မကောင်းစရာပဲဖြစ်ပါတယ်နောက်တတင်းတွေကတော့နှထိုးကြီးမှာဒီရက်ပိုင်း PDF တွေအသေးတော်တော်ကျန်းနေပါတယ်အော်တိုဘာလ2ရက်နေ့ညနေပိုင်းမှာလည်းနှထိုးကြီးမျိုးနယ်မှာနေမီရှင်းလင်းနေတဲ့အဖွဲ့တွေပေါ့နော် PDF အဖွဲ့ဝင်အလောင်း၈လောင်းလက်နက်မျိုးစုံ၆လက်နဲ့ခရရနဲ့ဆက်ဆက်ပစ္စည်းတွေတိစီရမိခဲ့တယ်လို့သိရပါတယ်ဆိုတော့နောက်ဆုံးတတင်းတွေအနေနဲ့ရွှေဘူမှာ PDF တွေက လက်လုတ်ရှော့တိုက်တုံးနဲ့ပြစ်လို့ကိုရင်သုံးပါးပြန်လုံတော်မူပြီးတော့ကိုရင်၈ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ခြေပုံမျိုးနဲ့ခြေပါတောင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီလိုလုံရက်မျိုးတွေကတော့ဒီလိုလက်တဲ့ဆန်းတဲ့လုံရက်မျိုးတွေကတော့ရုံမှာရိုင်းဆိုင်တဲ့လုံရက်မျိုးတွေကတော့ကျွန်တော်တို့အနေနဲ့ရှုတ်ချပါတယ်။ဘာမှကိုကိုယ်တိုင်လည်းကြွန့်ကျင်မှုမရှိဘဲနဲ့ဒီလက်လုတ်စိန်ပြောင်းတွေလုတ်တယ်ပြီးရင်ကြကြင်ရကြဆိုပြီးလိုက်ပစ်ထည့်နေတဲ့ဒီအကြမ်းဖက်သမားတွေကိုနိုင်ငံတကာသိအောင်ဝိုင်းဝန်းဖော်ထုတ်ပေးရမှာဖြစ်ပါတယ်။ ဆိုဒီနေ့တော့တင်ဆက်နေရတော့ဒီလောက်ပါပဲကျေးဇူးအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ